ျွန်တော်တို့ capacitor တွေကိုတောင်ဖို့ဖတ်တဲ့အခါဒီလို electrolytic capacitor တွေဆိုရင်သူ့ရဲ့ကိုယ်တွေပေါ်မှာ UF တန်ဖိုးပို့တွေကိုတစ်ခါလဲပေါ်ပြထားပါတယ်ဘလောက်ကြီးကြီးတီးတီးတန်ဖိုးတွေကိုတိုက်ရိုက်ပေါ်ပြထားတဲ့အတွက်ကျွန်တော်တို့အလွယ်တကူရှာဖွေနိုင်ပါတယ်တိုက်ရိုက်မြည်ထားတဲ့ capacitor တွေကိုတော့ကျွန်တော်တို့ကုန်နံပါတ်တွေကိုဖြီချပြီးတော့တန်ဖိုးတီအောင်လောက်ရမှာပါဒီ capacitor အသေးလေးတွေကိုတန်ဖိုးဖတ်တဲ့အခါကျတော့ register color code ဖတ်တာနဲ့ပုံစံတူပါတယ်ကျွန်တော်တို့စမ်းသပ်ဖတ်ကြည့်အောင် ကျွန်တော်တို့စတင်ပြီးတော့တံပိုးဖတ်ရအောင်စာပြုတ်ပုံမှာခြားရေးလိုက်ပါမယ်ကပစ်စတာဒီမှာဖာရိုက်ဆွဲတံပိုးကအလွန်ကြီးပါတယ်တကယ်တကယ်လက်တွေ့မှာတော့ဖာရိုက်တံပိုးမသုံးမယ်မိုက်ခရိုဖာရက်နာနိုဖာရက်ပီကိုဖာရက်ဆိုပြီးတော့သုံးချကြပါတယ်ကျွန်တော်တို့အဓိကအသုံးချတာကတော့မိုက်ခရိုဖာရက်နဲ့ပီကိုဖာရက်ပါ ferrous နဲ့ nano ferrous ကမရှိတဲ့အတွက်ကျွန်တော်တို့ဖြတ်ထားလိုက်ပါမယ်။ micro ferrous ရဲ့ကိန်းစဉ်ဟာ 10 to the power minus 6ဖြစ်ပါတယ်။တော့ nano farads က10 to the power minus 9 picofarads က10 to the power minus 12 microfarads ကိုဖြန့်ရေးလိုက်တဲ့အခါဒသမနောက်မှာ36လုံးရှိပါတယ်။1 2 3 4 5 6လုံးရှိမှာပါ။ဒါက microfarads ပါ။ nanofarads အတွက်ကြတော့ဒသမနောက်မှာ36လုံးရှိပါတယ်။ဒါ nanofarad တန်ဖိုးဖြစ်ပြီး ်ပီကိုဖက်ရက်ကတော့တသမအနောက်မှာ32လုံးရှိမှာပါဒီသဘောတရားကိုကျွန်တော်တို့မှတ်ထားရပါမယ်ကပ္ပစာကုတ်တွေကိုဖတ်တဲ့အခါ register အယောင်300ကိုဖတ်တာ ਨੇ အထူးတူပါပဲနောက်မှာပါတဲ့တံမိုးပြောင်းလဲခြင်းတွေကိုမိထားလို့ရပါတယ်ကျွန်တော်နိုင်ငံစည်းကွက်မှာရှာဖွေဝယ်ဘူးလည်းမရပါဘူးဥစွာကျွန်တော်တလုံးဆန်းပြီးတော့အရင်ဆုံးနံပါတ်တွေကိုချရည်လိုက်ပါမယ်473 ခုတ်တွေကိုဖြေချပါမယ်ဖြေချပုံဖြေချမျိုးကတော့ register အယောင်လိုပါပဲရှေ့နှလုံးကတန်ဖိုးဖြစ်ပြီးနောက်ဆုံးကညောက်ဖော်ခိမ်းပါဒါကြောင့်ကျွန်တော်ရေးချလိုက်ပါတယ်လေးစခွန်3ဖြစ်တဲ့အတွက်3ည3လုံးကိုရေးချလိုက်ပါမယ် pf ပါ unit က p ရဲ့အမြဲတမ်းတတ်ရပါမယ်နောက်တစ်ခုရေးချပါမယ်လေးစခွန်ဒါကြောင့်မလို့4နဲ့9ကိုရေးလိုက်ပါမယ်4ဖြစ်တဲ့အတွက်3ည4လုံးပါဘာမှထွေးထူးစဉ်းစားစရာမလိုပါဘူးကျွန်တော်တို့ဖြေချကြည့်ရအောင် ပီကိုဖက်ရက်တန်ဖိုးတွေကိုမိုက်ခရိုဖက်ရက်တန်ဖိုးပြောင်းမှုလိုအပ်မယ်ဆိုရင်ပြောင်းပေးရပါမယ်ပီကိုဖက်ရက်ကဒါသမနောက်က3.2လုံးဖြစ်ပြီးမိုက်ခရိုဖက်ရက်ကဒါသမနောက်က3.6လုံးပါဒါကြောင့်ကျွန်တော်တို့ရရှိထားတဲ့တန်ဖိုးပီကိုဖက်ရက်တွေကိုမိုက်ခရိုဖက်ရက်ပြောင်းမယ်ဆိုရင်ဒါသမနေရာကိုရှေ့ကို6လုံးရွှေ့ပေးရမှာပဲဒါသမဒီမှာရှိပါတယ်ဒီကနေရှေ့ကိုဒါသမ6နေရာရွှေ့လိုက်တာ ਨੇ မိုက်ခရိုဖက်ရက်တန်ဖိုးဖြစ်လာမှာပါဒါသမ6လုံးရှေ့ရွှေ့ရမယ်1 2 3 4 5 6ဒီနေရာရပါပြီဒါဆို micro farad တန်ကို ဖြစ်သွားပါပြီဒီတော့0.047 micro farad ဖြစ်လာမှာပါ နောက်ထပ်တစ်ခုကိုတန်ဖိုးပြောင်းကြည့်အောင်ရှေ့မှာကျူပြီးတော့တုံညလေးထည့်လိုက်ပါတယ်ဒါသမ6နေရာကိုရွှေ့ပါမယ်4 5 6တန်ဖိုးဒီနေရာမှာရပါတယ်ဒါကြောင့်မလို့ဒါ micro farad တန်ဖိုး0.47 micro farad ဖြစ်လာမှာပါ

NF ကိုပဲပြောင်းကျင်သလားဓာတ်သမနေရာကို3နေရာ6နေရာရွှေ့ပေးခြင်းဖြင့်မိမိစိတ်တမ်းကြပြောင်းလဲနိုင်ပါတယ်